ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးမေခွန်ရှင်ကဥကြော်ဝင်းမှာဟုတ်ပြီနေပြည်တော်မှာနေပါတယ်ဟုတ်ပြီ62နှစ်ပါဆရာကြီးအလုံးမလုံပါတဲ့ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့မနေ့ဆိုတဲ့45မိနစ်တဲ့ညဆိုတဲ့나ယူဝက်လမ်းလျှောက်ပါတယ်တဲ့ခေါင်းနဲ့ဆက်လျှောက်ပါဟုတ်ကဲ့ကျွန်တော်ဖြစ်နေတာကတဲ့လေเจ้าမှာတခုခုကတ်နေသလိုမျိုးခံစားရပြီတဲ့ဟုတ်ပြီဘဲဘဲနှာခေါင်းကတဲ့နှာရည်ရှိသလိုမျိုးခံစားနေရပါတယ်နှာရည် နှာရည်ရှိနေတယ်လို့မျိုးခံစားနေရပါတယ်တဲ့ညှင့်လည်းမထွက်ပါဘူးတဲ့ဟုတ်ပြီရင်ကောင်းလည်းတောက်ပါတယ်တဲ့ဟုတ်ပြီဝမ်းကတော့တဲ့မနေ့တခါသွားပါတယ်တဲ့ဟုတ်ပြီဖြစ်တာနေ့လောက်ကြော်ပါပြီတဲ့ဟုတ်ပြီဆောင်းရံဆောင်းရံလေးပြောပြပေးပါခင်ဗျအသက်ဘယ်လောက်လဲအသက်က62ဆရာကြီးဟောအဲ့ဒါတော့လေနာမည်ကဥကျော်ဥကျော်ဝင်းဝဲဥကျော်ဝင်းရေးသိရောရည်လို့မတတ်မှတ်နေပါနဲ့ဗျာဟုတ်ကဲ့ပါဆရာကြီးနော်ဖះရှင်ပြောတယ်လို့အူနာပါပဲ ဟုတ်ကဲ့ပါဆရာကြီးဦးလာတဲ့အခါမှာလူတွေမဟုတ်ပါဘူးတစ်ပင်ကြီးကြီးလေးပဲငယ်မှ နုပြိုးပြီးအရွက်တွေနဲ့အပွင့်တွေလန်းဆန်းလာတယ်ဦးလာတော့ဟိုအကိုင်းလေးရချောင်းလိုက်ဒီကဲလေးချောင်းလိုက်အဲ့လိုဖြစ်တာပါကြိုကြတာဒါကြောင့်အားမငယ်နဲ့လို့ပြောချင်တယ်နော်ဟုတ်ကဲ့ပါဆရာဖြစ်လာလို့ရှိရင်စီးကုတာပေါ့အခုဖြစ်တဲ့သူယောဂါပါတယ်လို့ဖြစ်တာလဲချောင်းမှာတခုခုကတ်နေတယ်လို့ခံစားရပြီးအဲအဲ့ဒီအတွက်အဲ့ဒီအတွက်ဆရာအကြံပေးမယ်နော်ဟုတ်ကဲ့ဆရာအဲ့လိုကတ်နေတာအတွက်ကို မဲဇီလီရွက်ခွေးတော်ရဲ့နှစ်ခုမှတ်ထားပါဟုတ်ကဲ့ပါဆရာဓမ္မကျောင်းရှာရေးယူမရပါဘူးဟုတ်ကဲ့ပါဆရာအဲ့ဒီမဲဇီလီရွက်ခွေးတော်ရဲ့လေးကိုပြုတ်ပြီးတော့ငုံပါဟုတ်ကဲ့ပါဆရာငုံလိုက်ထွေးလိုက်ငုံလိုက်ထွေးလိုက်လို့ပါပြီးရင်တောက်ချပါဟုတ်ကဲ့ပါဆရာဒီပြီးရင်ကြောက်ဖျုံသည်ဖရဲသည်ဘူးသည်သုံးခုဟုတ်ကဲ့ကြောက်ဖျုံသည်ဖရဲဖရဲသည်ဘူးသည်ဘူးသည်အဲ့ဒါလေးတွေကိုဓာတ်စာအဖြစ်အချိန်ရရင်ရသလိုလေးညတာအောင်ပြုတ်စားပါ ချက်စားပါကြော်တော့မစားပါနဲ့ဟုတ်ကဲ့အဲ့လိုစားလိုက်ရင်ကိုမိတ်ဆွေရဲ့ယောဂစီးတောက်တလို့ကိုအကျိုးရှိမှာပါလို့ဟုတ်ကဲ့ပါဆရာကြီးနှာရည်နှာခေါင်းကားတဲ့နှာရည်ရှိတယ်လို့မျိုးခံစားနေရတယ်ညှင့်လည်းမထွက်ဘူးတဲ့ဟုတ်ပြီအဲ့ဒါတော့မညှစ်ပါနဲ့ယေရှုပါယေရှုပါဟာယေရှုလေဆိုဥစ္စာသိပညာသားပါတယ်ရေခွက်ကိုနှာခေါင်းမှာတီးပြီးရှူမှုတက်လိုက်ပါနဲ့အဲ့ဒါဟိုအစုတ်ထည့်ရောက်သွားပြီးတော့အစုတ်ရောင်သွားတတ်ပါတယ် ရေရှူတယ်ဆိုတာရေသွင်းတာပဲနော်ရေတံပူးလေးကိုမော့မော့ဟာမော့ပြီးတော့နှကောင်းဝါနေပြီးဖြည်းဖြည်းလေးချင်းဖြည်းဖြည်းလေးချင်းသွင်းရေလေးဝင်သွားပြီးကိုနှကောင်းနဲ့ဝင်သွားပြီးဝင်သွားပြီးဝင်သွားပြီးမျက်စိနှလုံးကြားထဲမှာမျက်မှန်တက်ရင်ဆရာတို့ကြည့်မျက်မှန်တောက်ပေါ်တော့ဟုတ်ကဲ့ပါဆရာအဲ့နဲ့ရောက်တာပုံသွားလိမ့်မယ်ဟုတ်ပုံသွားလိမ့်မယ် အာသီးကဲသူနှာသီးရှိလို့ပါဟုတ်ကဲ့ပါဆရာအဲ့ဒီနှာသီးလေးရောင်လို့ပါအဲ့ဒီနေရာလေးရောက်သွားပြီဆိုပြန်ညစ်ထုတ်ဟုတ်ကဲ့ဆရာတစ်ဖက်တည်းမလုပ်ပါနဲ့နှစ်ဖက်ဒီလိုဒီဘက်ပျောက်ပြီးနောက်တစ်ဖက်ကူးသွားတတ်ပါတယ်ဟုတ်ကဲ့ဆရာအဲ့ဒီရည်လေးကိုရှူတယ်လို့ပြောတာတော့လူတွေပြောတာမရှူပါနဲ့နှာခေါင်းနဲ့ရည်လေးမော့ပြီးတော့သွင်းပါเนาะအထဲရအောင်မသွင်းပါနဲ့မျိုးလုံးနှစ်ခုကြားရအောင်တော့ပါပြီပြန်ညစ်ထုတ်ပါနှာခေါင်းလေးကိုရည်တန့်တန့်လေး ်တွင်းလိုက်ညှစ်လိုက်တွင်းလိုက်ညှစ်လိုက်ငါးက6ခါလောက်တစ်ချိန်ချိန်လုပ်ပေးပါတနေ့ကို3ချိန်လောက်3ချောလောက်လုပ်ပေးရင်အဲ့ဒါနဲ့ကိုဒီယောဂါပျောက်သွားမှာပါဟုတ်ကဲ့ဆရာရင်ကောင်းတောင်းတာဆရာအဲ့ဒါတော့လမ်းလျှောက်ပြီးအသက်ဝဝရှူပြီးဟုတ်ကဲ့ပါဆရာစီကြောနဲ့မှတ်တဲ့ပတ်သက်တဲ့အစာတွေမှန်သမျှရှောင်ပေးရမှာပါဆရာတော့ရှောင်ပါဟုတ်ကဲ့ပါဆရာဒီကြာခွေးစမူစာအစာဗျာကျော်ငါးကျော်ကျက်ကျော်ခလေးစားတဲ့ငမုတ်ကျော်အာလူးကျော် ဖြစ်နိုင်ရင်ကိုယ်အိမ်မှာကိုကအိမ်တော်ဦးစုဆိုရင်အခုအချိန်မှာဒေဦးကိုရေးဆေးပြီးခဏတိတ်နိုင်ကျမကြီးပူကောင်းမယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်းဘုရားရှင်ကြပါစီဗျာ